အားလုံးပဲမိခါပါဗျာခုတစ်ခါမှာတော့အိမ်နောက်ရှိတဲ့ယောက်ျားကငေးတငေးချင်းမင်းကလေးနဲ့နေတိုင်းဖုန်းပြောနေလို့ရင်ဖွင့်လာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာမင်္ဂလာပါစတို့ရေနော်ဒီစကားကိုပြောတဲ့အချိန်မှာ အနာပေါ်ဒုတ်ကြတဲ့သူအားဒီမန်းအောင်မခွေးလိုပဲလာခိုက်တယ်ဒီလားအတော့ခက်စားတော့နားတဲ့သူတွေရှိတယ်လို့ဟိုအမှန်တရားကိုလက်တွေ့ကြကြခံစားပြီးလက်ခံတဲ့လူတွေရှိရယ်เนาะပြောပြမယ်အိမ်တော်တစ်ခုမှာเนาะအဲတို့ main ကလေးတွေဆိုရင်လည်းငယ်တငယ်ချင်းရှိကြတယ်ကွယ်ငယ်တငယ်ချင်းနေမူလာတန်းထက်တန်းတက္ကသိုလ်ဟိုအကြောင်းအမျိုးမျိုးလုပ်ငန်းခွင်ပေါ့တငယ်ချင်းတွေရှိကြတယ်အေးအဲ့မှာကိုယူတဲ့ယောက်ျားမှလည်းတငယ်ချင်းဆိုတာရှိတယ်အတော့ခက်စားတော့ဒီလိုတငယ်ချင်းဂျင်းလို့ရရယ်เนาะအိမ်တော်ပြုတ်တဲ့တက္ကလာဒီတငယ်ချင်းဂျင်းလို့ရရယ်ဒိုးပေမဲ့ ်လို့ကိုကအိမ်ထောင်ကြပြီအမျိုးသားတယောက်ပြီးအိမ်ထောင်ကြပြီးခလေးတွေရပြီးဆိုတာနဲ့အပြိုမင်းကလေးငယ်တငယ်ချင်းနဲ့အတိုင်းတာတစ်ခုထက်ပို၍ဖုံးမပြောသင့်ဟုတ်ပြီဖုံးပြောပြီမမောတော့တနေ့နေမှာနှစ်ခါလောက်ဖြစ်ဖြစ်သုံးခါလောက်ဖြစ်အေးတငယ်ချင်းငါတို့တော့ဘယ်မှာတာဝန်ကြတယ်ဟေးစားပြီလားနေကောင်းလားငါတို့တော့ဘာလုပ်ငန်းတွေလုပ်တဲ့ဆင်းပြေတယ်ဒါလောက်ပဲတော့ပြီအတိုင်းထက်အလွန်ပြောပြမယ်နော်တငယ်ချင်းနဲ့ယောက်ျားနဲ့ဒီလှင်ဖျားလား မရက်ကြီးကလေးမွေးထားတာနဲ့ကလင်ပရလာနင်ကလင်ပရလာငါကလင်ပရလာငါကလင်ပရလာနင်ကလင်ပရလာလို့တောင်မေးရမယ်အနေထားရောက်နေပြီနော်ဘာကြောင့်လဲဆိုတော့လင်ကောင်မဖော်ရသေးတယ်အပြို့သည်တငယ်ချင်းပါဆိုပြီးတော့သူတပားလင်နဲ့တစ်ချိန်လုံးဖုန်းပြောတယ်ဒီတို့ကောပြောတယ်စာရီပို့တယ်ညတင်ညတိုင်းနေကောင်းလားစားပီးပီလားအာတတိယချောင်းလွမ်းချောင်းတစ်ချိန်တစ်ချိန်လုံးမလေးလို့အဲ့လိုလှုပ်ပြီးတပုံပိုးလိုက်ဒီလိုလှုပ်လိုက် ပြီလို့လုံးလိုက်ညီတို့ရဲ့ရှိသမျှပုံကြီးကိုလုံးရိုက်ပြလိုက်ဘုရားတငယ်ဇင်လာပါလေဟိုလွမ်းလာနေကောင်းလာစားပြီးပြီလာမွတ်ဒါရီကဘာရီလေနော်ဇက်လန်းนี่မပြီးနိုင်ဘူးလားအင်တောင်ကြီးအများစုမှာဒီပြဿနာဖြစ်နေတယ်နော်အတော့ခါကျတော့နင်တို့ရဲ့ငဲတငယ်ချင်းဆက်လမ်းမပြီးရောဘူးလားမလိုဘူးနော်အင်တောင်ကျသွားတဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ငဲတငယ်ချင်းတွေပါရင်းညာတွေဘာမှမလိုတော့ကောင်းပြီ တငယ်ချင်းဆိုတာအတိုင်းတာတစ်ခုပဲရှိရယ်နော်အိမ်တောင်ကြပြီးခလေးရပြီးပြီဆိုတာ ਨੇ သူများအိမ်တောင်ကြီးကိုကြည့်ရထားမဲ့ပုံစံမျိုးမလုပ်တင်နော်ဖာအလောက်ဆန်နေဖာတမ်းမှသွားနေသူများအိမ်တောင်ကြီးကိုဖြိုခွဲဖို့မစင်စားပါနဲ့ကိုသိခါနဲ့ပုံနေပါယောက်ျားဆိုတာကလေဒီမယားကအိမ်ထဲမှာအိမ်တွင်ကိုသွင်းလို့ဝိုင်းအိမ်အပြင်ကဘိုးကိုသွင်းပြီးတော့လှည့်ပြီးတော့ပကံတာဒါတပါဝဆိုပေမဲ့လို့တကယ်တမ်းကြမှာတော့သူ့ရဲ့တဏှာစိတ်ကိုမထိန်ရှုပ်ဖဲနဲ့ဖြစ် ပြက်နေတဲ့ပြဿနာအဲ့ဒီပြဿနာဒီကိုတိတ်ခါကိုစန္ဒကိုတိတ်ခါနဲ့မထိန်းတဲ့ယောက်ျားဒီအိမ်တွင်းကိုကို ပြင်းလို့အပြင်ကွင်းမှာသွားကန်လာပါလို့ပြောလို့ရှိတယ်အတော့ခါကျတော့တငယ်ချင်းပါလို့ဂုံပုတ်တစ်ခုကိုနာမည်တက်ပြီးတော့တငယ်ချင်းတငယ်ချင်းဆိုပြီးတော့ပြဿနာပေါင်းစုံမီးမွေးရှာတဲ့ယောက်ျားဒီဖောက်ပြန်လေးယောက်ျားအဒီယောက်ျားဒီမီးမျိုးစုံနဲ့ဖောက်ပြန်နေတာတိဖို့မင်းတို့တငယ်ချင်းပါဆိုပြီးလွတ်မထားနဲ့တော့မရကြီးတွေတိဖို့